မေရိကန်ရောက်နိုင်ငံခြားသားတဲ့အတွက်အလုံးလောက်ကခွင့်ကပ်ပြ EAD Employment Authorization Document တက်တန်းတွေကိုဆစ်ရှစ်လအထိချော့ချသတ်မှတ်လိုက်တယ်လို့အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကဒီဇင်ဘာလ၄ရက်နေ့နေစဉ်နဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ် အရင်ကပေးနေကြ၅နှစ်သက်တမ်းကနေ၁၈လအထိချော့ချလိုက်တာကြောင့်အမေရိကန်မှာအလုံးလုံးခွင့်ရှောက်ထားသူတွေကိုအကျဉ်းရေပိုစိတ်ပြီးစစ်ဆေးတော်နိုင်မယ်အပြင်အရေပြုမဲ့အလားအလာနဲ့ရည်ရွယ်ချက်ရှိသူတွေကိုဖော်ထုတ်ပြီးအမေရိကန်ကနေနင်းထုတ်နိုင်မယ်လို့ဆိုပါတယ် ကနဦးနဲ့တတန်တို့ EAD ကပ်ပြားတတန်ချောချမှုနဲ့သက်ဆိုင်မဲ့သူတွေထဲမှာဒုက္ခတဲ့အဖြစ်ဝင်ရောက်လာသူတွေနိုင်ငံရေးခုလုံခွင့်ရရှိထားသူတွေနဲ့ခြောက်ထားစေသူတွေလူဝင်မှုအဆင့်အတန်းပြောင်းလဲဖို့ခြောက်ထားစေသူတွေပြည်နေတဲ့ဆိုင်းငံ့တက်တာခွင့်ရဖို့ခြောက်ထားစေပုံကိုယ်တွေပါဝင်ပါတယ်ဒီအပြောင်းလဲဟာ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အဲ့ဒီနောက်ပိုင်းခြောက်ထားတဲ့အမှုတွေတဲ့အထက်မှာဖော်ပြထားတဲ့အုပ်စုတွေတဲကဆောက်ရွက်စေအမှုတွေနဲ့သက်ဆိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဒါအပြင်2025ခုနှစ်ဇူလိုင်လ၄ရက်နေ့ကအတီးပြုခဲတဲ့ဥပဒေအရသတ်မှတ်ထားတဲ့အုပ်စုတချို့ရဲ့အလုံးလောက်ကန်ခွင့်ကပ်ပြားတက်တန်းကိုတနည်းဒါမှမဟုတ်နေထိုင်ခွင့်တက်တန်းကုံဆုံးရက်နှစ်ခုအထက်ကပိုစောတဲ့ရက်ကိုအတီးယူသတ်မှတ်တော်မယ်လို့ဖော်ပြထားပါတယ်ဒီတမတ်ချက်အစ်စ်နဲ့အကျုံးဝင်သူတွေကတော့ဒုက္ခတွေအဖြစ်ခတ္တနေထိုင်ခွင့်ပါရောရထားသူတွေ TPS ယာယီအကာအကွယ်ရထားသူနဲ့၆ထားစေသူတွေပါရောရထားသူတွေ စီးပွားရေးလုပ်ငန်းရှင်ပါရိုရထားသူတွေရဲ့နိုင်ငံခြားသားဇနင်းခင်ပွန်းတွေဖြစ်ကြပါတယ်။ဒီဥပဒေကိုစတင်အကောင့်ထေဖို့ကြောင့် USCIS ကဇူလိုင်လ22ရက်နေ့ကတည်းကကြေညာထားတာဖြစ်ပါရဲ့ရှင်။